။ဘာပြောလိုက်တော့ဆို။ဘယ်ပြည်တစာမကများဒီတွေထွေးသွားရတာလေ။အလကသာသနာပြက်မာတယ်လို့ဆိုပြီးတော့ဆဲလိုက်တာနော်။အဲ့တော့နှုတ်ဆိုတဲ့အမတန်တတိထားရတယ်။သူဆဲလိုက်တဲ့ဇာတ်တခုကသူကိုယ်တိုင်ပြန်ပြောပြ။သူကိုယ်တိုင်ပြန်ပြောပြတဲ့ဇာတ်ထဲမှာဝေတိကာသအနာဒါရာဇိနသာသနာဒုတိကာ သူပြောလိုက်တာ ဝေတိကာသအနာစာရာဆိုတာအကျင့်ပြတ်မာတွေအကျင့်ပြတ်မာတွေဟုတ်လားမိမ့်မဲ့ပြတ်တွေဇိနသာသနာဒုတိကဖရာသာသနာပြတ်မာတွေလို့သူကဒီတတွေးကို ထွေးသွားတာလဲလို့ဆိုပြီးတော့ဖရာရင်ပြန်မှာညစ်တညစ်ပတ်လောက်ရမလားလို့သွားပြီးတော့နှုတ်ကနေဆိုလိုက်တာသူပြောလိုက်တဲ့တကယ်တတွေးစင်သွားတဲ့ဟို အမျိုးသမီးကတမန်မျိုးသမီးမဟုတ်ဘူးယန္နာမကြီးဖြစ်တယ်အဲ့တော့သူယန္နာမကိုပြမမိတာဖြစ်သွားတယ်အဲ့ဒါတတိထားရတယ်နော်အလွန်ကြောက်啊အလွန်ကြောက်ဘဝမှာသင်္ကန်းစာယူอ่ะဘဝမှာတခါမားလိုက်တာတတန်တရာလုံးသွားတယ်တတန်တရားလုံးဟာပြင်မရတဲ့အမှားမျိုးဖြစ်သွားတတ်တယ်။အဲ့ဒါသင်္ကန်းစာယူဖို့ပြောတာနော်။သင်္ကန်းစာယူရမယ်။နှုတ်ထွက်မကြမ်းကြစေနဲ့ ကိုယ်ပစကထွက်တဲ့ဇကားဟာတန်မိုးရှိတဲ့ဇကားပဲထွက်เสียရမယ်။ဆဲရည်တဲ့ဇကားရိုင်းပြတဲ့ဇကားကိုယ်နှုတ်ကမထွက်မိအောင်သတိထားဖို့လူတွေကကိုယ့်အကိုပိုင်တယ်လို့ထင်တယ်။မပိုင်ဘူးကိုဖြစ်ချင်တာမဖြစ်ဘူးစိတ်ဖြစ်ချင်တဲ့အတိုင်းလိုက်ဖြစ်နေကြတာ။စိတ်ဆိုးရင်ကြမ်းတမ်းတဲ့ဇကားတွေပြောကြတာဒါကိုပြောချင်တာမဟုတ်ဘူး။အေးဒါကြောင့်မို့လို့အမြဲတမ်းသတိထားနေတာပေါ့။သူပြောလိုက်တာဝိသိကာစအနာစာရာ ပြိဋ္ဌာအပြက်မာရိဟောစိနသာသနာဒုတိကဖျားသာသနာအပြက်မာရိစေတီရင်မြေမှာဒရွေးထွေးသွားတယ်ဆိုပြီးပြောအဲ့ဒီအကုသိုလ်ကြောင့်သူငရဲကြသွားငရဲကြသွားရုံနဲ့မကဘူးငရဲလွတ်လာတဲ့အခါမှာယဟနာကိုသူပြင်မာတာကယဟနာဆိုတော့စဉ်းစားကြည့်လေ ။ဘာနဲ့ဥပမာတူတော့ဆိုလို့ရှိရင်ခုံးမုံကြီးကိုခေါင်းနဲ့တိုက်လို့ရှိရင်မနာဘူး။ကြောက်တုံးကြီးကိုခေါင်းနဲ့တိုက်ရင်တော့နာမှာပဲ။ခုံးမရှိတဲ့ပုဂ္ဂိုလ်ကိုပြမမရင်ဒါတော့မနာဘူး။နော်။ခုံးမရှိတဲ့ခုံရှိတဲ့ပုဂ္ဂိုလ်ကြတော့ကြောက်တုံးကြီးလို့သူကစစ်လက်ကြောက်တုံးကြီးလိုကျင့်လက်တဲ့အဲ့လိုဂုံရှိတဲ့ပုဂ္ဂိုလ်ဂုံနေအနှစ်တည်းတီးနေတဲ့ပုဂ္ဂိုလ်ကိုတွားပြီးတော့ပြမလိုက်ရင်ကြောက်တုံးကြီးကိုခေါင်းနဲ့ တိုက်ထားတဲ့ပိုးနာသွားတယ်သူကဒီလိုဆိုလို့လားသူပြမလိုက်တဲ့ပုဂ္ဂိုလ်ကအရိယပုဂ္ဂိုလ်ကြီးဖြစ်နေသည့်အတွက်ကြောင့်သူပြောလိုက်တဲ့စကားတစ်ခုအမြဲတမ်းမပြင်းထန်သွားပြီးတော့သူဟာဘဝပေါင်းတသောင်းနဲ့ပြိတ္တစာမဘဝကြီးပဲရောက်တယ်ပြိတ္တစာမဘဝရောက်သွားတာဘဝပေါင်းတသောင်းကြာဒီလိုဆိုလို့လားနော်အဲ့ဒါလို့ ਨੇ တန်တရာလဲလာခဲ့တာပြီးသလားဆိုမပြီးသေးဘူး ကသဗ္ဗဘုရားလက်ထက်ရောက်တဲ့အခါကျတော့အေးသူကသာသနာတော်တွေနဲ့တော့ကြုံတွေ့တယ်ကြုံတွေ့လို့သာသနာဝင်ပြီးတော့မြတ်တော်အကျင့်တွေကျင့်တယ်သို့သောပေါပေါရောက်ရောက်တော့မဖြစ်ဘူးပေါပေါရောက်မဖြစ်လို့ကသဗ္ဗဘုရားလက်ထက်မှာမြတ်တော်အကျင့်ကိုကျင့်ပေမဲ့လို့တရားသူတရားမြတ်မရလို့သူလုခဲ့တဲ့ကုသကံအကုသကံရဲ့အပြစ်အရှိန်ကလည်းပဲမကုန်ဘူးဩဃောရမဘုရား လက်ထက်ရောက်လာတဲ့အခါကျတော့သူကကတ္တဝဖရာလက်ထက်တုန်းက သူဘာစိတ်ပြက်တယ်လဲလို့ဆိုလို့ရှင်မိခင်ဝမ်းထဲမှာသရေတရားမှာသူစိတ်ပြက်တယ်။ကဲဘုန်းကြီးတို့ပြိဋ္ဌာန်ထဲမှာအမိဝမ်းထဲမှာဝင်ရမှာကိုစိတ်မပြက်တဲ့ပုဂ္ဂိုလ်တွေစိတ်ပြက်ကြမသိ။အမိဝမ်းထဲမှာကိုဘယ်လိုနေရတယ်ဆိုတာသိချင်မှသိမှာလေ။အခုချိန်မှာပြန်ချောင်းကြည့်ရင်ဘယ်နဲ့နေပါ့မလဲ။ နော်မိခင်ဝမ်းကိုခုချိန်မှာပြန်ပြီးတော့စိတ်ခူးကြည့်မလားမိခင်ဝမ်းမပြောပါနဲ့တိုက်ခန်းလေးတစ်ခန်းထဲမှာအမဲသားတွေအတက်လိုက်ဆွဲထားပြီးတော့နော်ညီစောနန်းနေတဲ့အထက်ကိုအဲ့ဒါတဏှာကြီးလောက်ထည့်ထားလိုက်ရင်ဘယ်လောက်ခံရမလဲစဉ်းစားကြည့်ပေါ့သို့တော့မိခင်ဝမ်းထဲကျတော့အသက်ကမရှူတော့အနံ့တော့ရကြမှာရမှာပေါ့နော်အဲ့တိမယ်ဆိုရင်တော့ဘယ်သူမှဝင်မှာမဟုတ်ဘူးသို့တော့အဲ့ဒီမျိုးသမီးကသူက ဘလို့စိတ်ထဲမှာဆန္ဒဖြစ်တုံးလို့ဆိုဘဒ္ဒဘုရားလက်ထက်မှာ तू ဆန္ဒဖြစ်တာကမိခင်ဝမ်းထဲမှာလူဖြစ်ရမှာကို तू ကြောက်တယ်မဝင်ញင်ဘူးဒါကြောင့်မို့လို့မိခင်ဝမ်းထဲမှာလူမဖြစ်ချင်ဘူးအဲတချို့လူကြီးတွေပြောတာကြားဘူးတယ်အခုခေတ်အမျိုးသမီးတွေရဲ့ဝမ်းထဲမှာလူဖြစ်ရမှာကြောက်လိုက်တာလို့ပြောတာတော့ကြားဘူးတယ် ။ဘာဖြစ်လို့ကြောက်တယ်ဆိုတာကကိုယ့်ကိုစဉ်းစားကြည့်ပေါ့နော်။ခုခေတ်ကခုံလိုက်ပေါက်လိုက်တာလဲလုံးလို့ရေခဲမုံကလည်းစားသေးတယ်ငရုတ်သီးကလည်းကြိုက်တယ်ဆိုတော့အထဲတည်းကအကောင်တော့မသက်သာဘူးပေါ့။ရေခဲမုံစားရင်တော့အဲ့ဒါအေးအေးတန်ခံရမှာပဲခြုံစရာဆောင်လည်းမရှိဘူးအထဲတည်းမှာ။ငရုတ်သီးစားရင်တော့မနှစ်ကຫນွေတဲ့ဆိုးသွားမှသာအောင်းမိပြီ။အဲ့ဒါကြောင့်ကြောက်ထားလဲဖြစ်နိုင်တယ်ပေါ့အေးအဲ့ဒီမှာ သူ့ဆူတောင်းတိုင်းမဲ့ဂေါရဝမြတ်စွာဘုရားလက်ထက်ရောက်လာတဲ့အခါသူကဝေဒန်လေးပြီမှလူလာဖြစ်တာသို့သောအမေနဲ့အဖေနဲ့ဖြစ်တာမဟုတ်ဘူးတရေဥယျာဉ်ထဲကတရေပင်ကြီးတပင်ရင်းမှသူကကွာခဲ့တဲ့ဥပပပပဋိသေလို့ဒီလိုပြောတယ်ဩပပတိကပရိတရေယတန်တေရဇပရိတရေယဆိုတာဟာတန်တေရဇကြတော့အစိုးအထိုင်းအညှိကိုဆွဲပြုတ်ပြီးတော့ပေးသီးလေးကနေကြီးလာတာ